ရှိဥစွာဖျားသခင်ခြေတော်ကိုချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့အပြစ်ပြုမိတော့လဲဆိုရက်ကောင်းစင်လေးနဲ့ခွန်အပြစ်တော့မှာဖြစ်ပါတယ်ရကုတ်ဩဝါဒစာအခန်းငါးစာပိုက်15ကိုဖတ်ပါမယ်ထိုတို့ပြုလင်းယုံကြည်ခြင်းပဋ္ဌနာသည်လူနာကိုကယ်ဆယ်၍သခင်ဖျားသည်သူ့ကိုထမြောက်စေတော်မူမည်သူသည်အပြစ်ပြုမိတော့လဲထိုအပြစ်ကိုလွတ်တော်မူ ယုံကြည်သူတယောက်ဟာယုံကြည်သူတယောက်ဟာနော်အပြစ်ပြုတ်မိရင်အပြစ်ပြုတ်မိရင်ဟာကျမ်းမာကြီးထိခိုက်နိုင်တယ်တဲ့ဒီညမှာအဲ့ကျမ်းမာကြီးကလည်းထမြောက်မယ်ဆိုတော့အိမ်မှာနော်မထနိုင်ပဲအဲ့ရထဲမှာနော်လဲနေရတဲ့ကျမ်းမာကြီးမျိုးဖြစ်တယ်ဆိုတာတွေ့ရတယ်ဒီလိုပြောလို့နော်မကျမ်းမာတိုင်းဒီ အပြစ်ပြုမိလို့ဖြစ်တယ်လို့ဆိုလိုချင်တာမဟုတ်ပါဘူး။ဥပမာရှင်ပေါလုနော်မချမ်းမအောင်ပြီးရင်ခုနအဲယောဘမချမ်းမအောင်သူတို့ကအပြစ်ပြုလို့မဟုတ်ပါဘူး။သူ့အကြောင်းနဲ့သူရှိပါတယ်။ဒီနေရာမှာတော့အပြစ်ပြုမိလို့ဖြစ်တဲ့ယောဂါမျိုးဖြစ်တယ်။ဒီယောဂါမျိုးဆိုရင်တော့တဲ့အပေါ်စာပိုက်နဲ့အောက်စာပိုက်ကိုပေါင်းပြီးတော့မှရှင်းရမယ်ဆိုရင်တော့သူက ိုတင်းအုပ်တွေတင်းအုပ်တင်းအုပ်နော်ဥဆောင်တဲ့အတင်းတော်လူကြီးတွေကိုနော်အတင်းတော်လူကြီးတွေကိုအိမ်ကိုခေါ်ပါတဲ့ခေါ်ပြင်မလုပ်ခိုင်းလဲဆိုတော့ကိုအပြစ်တွေကိုဖော်ပြပြီးတောင်းပန်ရမယ်ဆိုတော့ဒီအပြစ်ကဘာအပြစ်ဖြစ်နိုင်လဲဆိုတော့အတင်းတော်ကြားမှာဖြစ်တဲ့နော်အပြစ်ဖြစ်တယ်အတင်းတော်အချင်းချင်းကြားထဲမှာယုံကြည်သူအချင်းချင်းကြားထဲမှာဖြစ်တဲ့အပြစ်နော် အဲ့ဒီအပြစ်ကိုဆိုလိုတာဖြစ်တယ်အဲ့ဒါဆိုရင်တော့ခေါ်မယ်နော်အသိဥဆောင်တဲ့တင်းထောက်လူကြီးတွေခေါ်မယ်ခေါ်ပြီးရင်ကိုကဘာလုပ်ရမလဲအချင်းချင်းကြားမှာ ပြင်မာတဲ့အပြစ်တွေကိုပြောပြမယ်ကျွန်တော်တောင်းပါနေဘယ်နေ့ရတော့မောင်ဘသူတော့ကျွန်တော်ဒီလိုလုပ်မိပါတယ်အဲဆရာတော့ကျွန်တော်ဒီလိုချင်အောင်မိပါတယ်စသဖြင့်ပေါ့နော်ဖော်ပြပြီးတောင်းပန်ရမယ်တဲ့ အဲ့လိုတောင်းပန်ရင်တဲ့သင်ဥဆောင်တဲ့ခုနသင်းထောက်လူကြီးရဘာလို့မလဲဆိုတော့စီနဲ့ခေါင်းပေါ်စီလူပြီးတော့မှဆွတ်တောင်းပေးရမယ်အဲ့ဒါဆိုရင်တော့ဘုရားသခင်ကသူ့ရဲ့အပြစ်ကိုခွန့်လွှတ်မှာဖြစ်တယ်အဲ့ဒါဆိုတော့ဘာဖြစ်ပြန်ကြမ်းပါမယ်ပြန်ထောက်ရမယ်ပြောတာတွေ့ရပါတယ်ဒါကြောင့်အပိချင်တာကတော့ဒီနေ့ယောဂအမျိုးမျိုးရှိပါတယ်နော်ယောဂအမျိုးမျိုးရှိပါတယ် ဲ့တော့အသိန်းတော်ထဲမှာအသိန်းတော်ကိုးပြားစေတဲ့เนาะဒီစီလုံးမှုကိုထိခိုက်စေတဲ့ကျွန်တော်တို့အပြစ်တွေရှိတတ်တယ်အဲ့ဒါဆိုရင်တော့ဗာစိန်းနဲ့မှကုလို့ပြောင်းမှာမဟုတ်ဘူးเนาะအိမ်ကိုတင်းထောက်လူကြီးတွေเนาะတင်းအုပ်ဆရာနဲ့ခေါ်ပါเนาะကိုယ့်ရဲ့အပြစ်များကိုဖော်ပြတောင်းပါမှာပြီးရင်စီလူပြီးဆုတောင်းခံပါတချို့အဲ့ဒါမလုပ်တိုင်ကိုယ်စီဘူးစွာဆောင်တာ နော်စီဝတ်ဆောင်ထားပြီးတော့ကျွန်တော်လာဆူတောင်းပေးကြပါနော်ဆရာနဲ့တင်းထောက်လူကြီးတွေလာကြပါခေါ်ပြီးတော့မှပြီးရင်စီဝတ်ပေးကျွန်တော်နော်စီစီလူပြီးဆူတောင်းပေးကြပါဆိုတော့မှဆူတောင်းခါချက်တင်ပြပါအဲ့ဒါဆိုရင်အပြစ်ပြုမိပေမဲ့လေနော်ကြမ်းမှချင်းဘုရားသခင်ခွန့်လွတ်ခြင်းခါရပြီးကြမ်းမှချင်းပြန်ရမှာဖြစ်ပါတယ်ဒီအပြစ်ပြုခြင်းနဲ့ပတ်သက်လို့ဒါတောင်းပန်ရမယ့်ဟာတွေက သူ့အခန်းကဏ္ဍသူတခုနဲ့တခုမတူပါဘူးเนาะအဲတရခန်းတစ္ဆာပိုက်ကိုမှဆိုရင်ကိုဖြစ်တော့ကိုဖော်ပြတောင်းပန်လင်ငါတို့အပြစ်များကိုလွှတ်၍ဒုစရရှင်းများကင်းစင်စေခြင်းကဘုရားသခင်သည်တစ္ဆာတရားနဲ့၎င်းဖြောက်မှခြင်းတရားနဲ့၎င်းပြည့်စုံတော်မူ၏ဒါကြတော့တင်းထောက်တွေတင်းအုပ်တွေကိုပြောစရာပြောရမယ်အပြစ်မျိုးမဟုတ်ပါဘူးကိုကိုယေရှုနာမကိုအမိပြုပြီးတော့မှတောင်းပန်ဖို့ဖြစ်ပါတယ် ပြစ်တွေပေါ်ပြပြီးဘုရားသခင်တောင်းပန်ဖို့ယေရှုနာမကိုအမိပြုတောင်းပန်ဖို့ဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ဘာဖြစ်မလဲအပြစ်ခွန်လွချင်းခံရမယ်အဲ့ရင်ပြစ်ကနေလွတ်မြောက်ခွင့်နောက်တစ်ခါအဲ့ပြစ်ကိုမပြုတ်ပဲနေနိုင်တော့အခွင့်เนาะတကူကိုယ်ပေါ်မှာတက်ရောက်လာမှာဖြစ်ပါတယ်ဒီလိုပြောချင်တာเนาะအပြစ်ပြုတ်မိတဲ့အခါမှာကျွန်တော်ကအပြစ်တစ်ခုပြုတ်မိသွားရင်တခုဘုရားကြောင့်မသွားချင်တော့ကျမ်းစာမှာဖတ်ချင်တော့စုမတောင်းချင်တော့ငါကမကောင်းနိုင်ဘူး တဟတဟနော်ဟိုစစ်မှန်တဲ့အယုံကြည်သူတယောက်မှရှိတတ်တဲ့ဆိုင်းလက္ခဏာဖြစ်တယ်ဒီနေ့ကျွန်တော်အားပေးရှင်တယ်အပြစ်ပြုမိတဲ့ချိန်တိုင်းမှာစိတ်ပြတ်မိတယ်နော်မလွတ်မြောက်ဘူးဖြစ်နေတယ်ဆိုတော့အခုကြည့်တော့ချင်းမလိုက်တင်ဟာစစ်မှန်တဲ့အယုံကြည်သူဖြစ်တယ်လို့နော်ကျွန်တော်ခေါ်အားပေးရှင်တယ်အရာရာတော့မဟုတ်ဘူးပေါ့နော်အရာတော့မဟုတ်ပါဘူးလူဆိုတာက နော်အပြစ်ပြုမြင်ရင်စိုးရင်တက်တယ်ကြောက်ရင်တက်တယ်သဘောတော့ရှိပါတယ်အဲ့လိုမဟုတ်ပဲနဲ့ဖခင်နဲ့ကိုယ့်ရဲ့ကြားထဲမှာအနောင်ပွက်ဖြစ်နေတယ်ဆိုတော့ဒီနေ့ကျတော့ချင်းမွန်လိုက်ကျတော့ချင်းမွန်ပြီးတော့အပြစ်ပြုမြင်ပြင်မဲ့ဘာလုပ်ရမလဲဖခင်စီဘုပဲပြန်လာပါအားပေးခြင်းနဲ့နော်ဒီဣသရီလလူမျိုးတွေဓမ္မရာဇဝင်ပထမဆုံးအခန်း၁၂မှာရှင်ရှာမူလာဘာပြောလဲဆိုတော့သူတို့ကိုစပိုင်း၂၀ ိုဖတ်ချင်တယ်နော်20မှာဘာတွေ့လဲဆိုတော့ရှမွေလကလည်းမစိုးရင်ကြာနဲ့ဤဒုစရအပေါင်းတို့ကိုပြုတ်မိတော်လဲထာဝရဘုရားနောက်တော်သူလိုက်ရာမှမလွဲကြနဲ့ထာဝရဘုရားကိုစိတ်နှလုံးကျွမ်းမဲ့ဝတ်ပြုကြလောနော်ကျေးဇူးမပြုတ်မကယ်တင်နိုင်တော့အချင်းနဲ့ဖြစ်တော့အရာတို့နောက်တို့လန်းလွဲမလိုက်ကြနဲ့ထိုတို့တော့အရာဒီအချင်းနည်းတက်တက်ဖြစ်ထာဝရဘုရားဒီမဟာနာမတော်ကိုထောက်ယူမိမိလူတို့ကိုစွန့်တော်မမူ အပြစ်ပြုတ်မိတဲ့သူတို့ကဘာအပြစ်လဲဆိုတော့ဘယင်ကိုအတင်းတောင်းတာဘုရားကအုတ်ချုပ်နေတော့လက်မခံအောင်နော်အဲ့ဒါအပြစ်ပြုတ်မိကြတယ်အဲ့ဒီဒုစရအပေါင်းတွေပြုတ်မိပေမဲ့ရှာမလဲအားပေးတယ်မင်းတို့တွေတဲ့ဆက်ခါဆက်ခါဒုစရတော့မပြုတ်ကြတော့နဲ့နောင်တရကြနောင်တရပြီးတော့မှဘုရားရဲ့ဝတ်ကိုဆက်ပြီးတော့မှပြန်ပြုတ်ကြပါနောင်တရပြီးတော့မှအဆုတောင်းမဲ့တောင်းကြပါနော်ကျမ်းစာဖတ်မြဲဖတ်ကြပါ ရစ်ပူဇော်မြဲပူဇော်ကြပါပေါ့အဲ့ခက်တုံးကတော့နော်စသဖြင့်ပေါ့အားပေးတယ်ဘာဖြစ်လို့လဲဆိုတော့တဲ့ဖျားသခင်ကသူ့ရဲ့မဟာနာမတော်ထောက်ပြီးတော့မှသူ့ရဲ့သားသမီးတွေကိုနော်စွန့်ပြစ်မသွားဘူးတဲ့စွန့်ပြစ်သွားလိုက်ရင်မဖြစ်သွားမလဲဖျားပဲတိတ်ခတ်ကြမှာပေါ့နော်ပြောတော့ကဲတယ်လဲပြောတယ်နော်အခုတော့ မတတ်နိုင်သေးလဲမင်းတို့ဖះမကယ်နိုင်တော့ဘူးဩလူရကဲ့ရဲ့မှာခြေစမ်းဒီအပြစ်ထဲမှာဒီအပြစ်နုံထဲမှာရုံးမထနိုင်ဘူးဘာခရိယံလဲပြောတော့ခရိယံတို့ဖះတတ်နိုင်တယ်ဆိုအခုတော့ပါလဲနော်အဲ့မူသမားဘွားနဲ့ဘိန်းစားဘွားနဲ့ငွေရစီဘွားနော်ကြည်ကျွန်ဘွားနဲ့စသဖြင့်ဒီလော်ကီဆွဲလမ်းမှုနဲ့တတ်မှတ်ခြင်းနဲ့မတရားစီးပွားနဲ့အဲ့ရတဲ့သူမယုံထွက်နိုင်ပါလား ောက်နော်မယုံထွက်နိုင်ပါလားသူတို့ဖះမကယ်တင်နိုင်ပါဘူးကွာဆိုတော့သူများကဲ့ရမှာအဲ့တော့ဘုရားသခင်ကသူ့မဟာနာမကိုသူထောက်ပြီးတော့ဘာလုပ်လဲအဲ့ဒီအပြစ်ကိုနော်ခွန့်လွတ်ပေးတယ်တဲ့သူ့အတွင်အဲ့လိုပြန်ယုံထနိုင်ဖို့တော့ကဘာလုပ်ဖို့လိုလဲတောင်းပန်ပါတောင်းပန်ရင်ယုံထနိုင်တော့အခွင့်ဘုရားပေးမှဖြစ်ပါတယ်ပေးမှဖြစ်ပါတယ်ဒီနေ့ရှင်ပေါလုကိုယ်တိုင်ကယောမခန်ခွန်ထဲမှာ ျွန်တော်ကအတွန်းလိုအဖြစ်ကောင်းသောပညာတရားကျင့်ခြင်းနဲ့ဘုရားစကားနားထောင်ခြင်းနဲ့ဒါမဲ့ကျွန်တော်ကိုခန္ဓာမှာရှိတရားတစ်ပါးကမဟုတ်တာပဲတော်တော်လုံးမိနေတယ်တဲ့ငါညဉ့်ညင်တော်သူပဲတဲ့ဒါမဲ့အဲ့ဒီအဖြစ်ဆိုးတဲ့ကနေကဲတင်နေယေရှုအဖြစ်ကဲတင်တဲ့ဘုရားခင်မင်္ဂလာရှိပါစေဒီနေ့မိတ်ဆွေတင်ဟာယုံကြည်သူဖြစ်ပေမဲ့သူရဲ့အဖြစ်ကိုပြုမိတတ်ပါတယ် ြုတ်မြေပေမဲ့လည်းဒီနေ့နော်အပိချင်းတယ်ပြုတ်မြို့ရဲဆိုရင်တင်ဟာစိတ်ပြက်အားငယ်ကောင်းအားငယ်လိမ့်မယ်အဲ့ဒီစိတ်ပြက်အားငယ်ခြင်းဝန်းနေခြင်းဟာလောကီသားတွေလို့ထောင်ကြမှာဆိုလို့လူတိမှာဆိုလို့နော်ဟာလာအိုးအဖခါမှာဆိုလို့အဲ့ဒီကြောက်ရွံ့ဆိုရင်ခြင်းမျိုးမဟုတ်ဘူး ငါဖះစကားနားမထောင်ရကောင်းလား။အိုးငါဖះစကားငါနော်နားမထောင်ပဲနေမိပြန်ပြီ။ဒုစရိုက်ကိုပြုတ်မိပြီ။ဖះသခင်မချိုက်ဘူး။နော်ဆိုပြီးတော့မှဖះကိုကြောက်ရွံ့တဲ့စိတ်နဲ့ဖះကိုချစ်တဲ့စိတ်နဲ့နောင်တရတာ။နော်စိုးရင်တာဖြစ်ပါတယ်။နော်အဲ့လိုဖြစ်နေတဲ့ဆိုရင်တော့ဒီနေ့သင်ဟာမင်္ဂလာရှိနေတော့မယ်။အပြုတ်ပြုတ်မိပေမဲ့ဖះသခင်သူ့မဟာနာမကိုမြှောက်ထောက်ထားပြီးတင့်ကိုဘယ်တော့မှ စွမသွားဘူးစွမသွားဘူးတော့အဲ့ပြစ်ကနေရုံထွက်နိုင်ဖို့ကတော့ဘာလို့ဖို့လို့လဲတောင်းပါမှာတောင်းပါမှာတချို့နေရာမှာနော်အတင်းတော်ဥဆောင်တဲ့နော်တင်းအုပ်နဲ့တင်းထောက်လူကြီးတွေအိမ်ခေါ်ပါတောင်းပါမှာစီလိုပဲစွတ်တော့ခါမှာနော်အဲ့ရထိုင်နဲ့ပြန်ထမြောက်လာမယ်ကြမှာချင်းဖဲသခင်ခွန်းချင်းခါပြကြမှာချင်းပြန်ရမယ်တချို့နေရာမှာတော့ဘယ်သူမှမသိပါဘူးကိုယ်နဲ့ဖះမသိတယ်ဘယ်သူမှပြောကြမလို့ဘူး နော်ကိုစိတ်ကလည်းဟာလာမလွမြောက်ဘူးအဲ့ဒါဆိုရင်တော့ဒီနေ့ထက်ခါထက်ခါအဲ့ဒီထဲမတော်ပါနဲ့အပြစ်ပြုတ်မြင့်ပေမဲ့နော်ထက်ခါထက်ခါနော်မပြုတ်တော့နဲ့အပြစ်ပြုတ်မြင့်ပေမဲ့တင်ကိုကိုရဖျားသခင်ကတင့်ကိုအသက်နဲ့တောင်ရွေးဝယ်ထွားတာဖြစ်တော့ကြောင့်တင့်ကိုနော်ဘယ်တော့မှဆွံ့ပြစ်မသွားဘူးတော်ရဲ့ပြစ်နွန်တဲ့ကနေလွမြောက်ဖို့ကတော့နော်နောင်တရပါဖျောက်တောင်းပါမှာ အဲ့တော့နောင်တမရလဲဖះမတောင်းပန်လဲဖះသခင်သူ့နာမထောက်ပြီးတော့တင့်တော့ခွန့်လွတ်ပါတယ်သူ့အတွင် အပြစ်နွန်တဲ့ကလွတ်မြောက်လာဖို့ခွန့်လွတ်ခြင်းတကူဖះတစ္ဆာတော်ခံရဖို့အတွက်ဆိုရင်တော့တန်ရှင်းခြင်းတတ်တာပြန်ဖြုတ်ဖို့ဆိုရင်တော့နောင်တရပြီယေရှုနာမ၌တောင်းပါပါတောင်းပါပါအဲ့ဒါဆိုရင်တော့အပြစ်ပြုတ်ရပြင်မယ်လေဒီနေ့နော်တန်ရှင်းခြင်းအတ္တနဲ့ပြန်လဲရပ်တည်နိုင်တော့အခွင့်ပြန်ရလိုက်မယ် အဲ့ဒါဆိုရင်တော့ဒီနေ့တရားဖြင့်ဘုရားသခင်ဘုန်းတော်ပြန်ထင်ရှားလိုက်မယ်ခွာပေးနဲ့ဒီကုန်းချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အားလုံးကောင်းချီးပေးပါစေတော့အာမင်